အများမသိသေးတဲ့အမှန်တရားတွေကိုခြားပြလာကကွယ်လွန်သားတွေဝန်ထဲနေတဲ့နိနာကြီးရောကြီးပြလာခဲ့တဲ့တင်းရွှေစင်ရွှေဆိုင်ပိုင်ရှင်တင်းရွှေစင်ရွှေဆိုင်ပိုင်ရှင်ကငလင်ပေးဖြစ်ွားတဲ့ချိန်မှာပြဿနာတွေအများကြီးကိုတက်နေရတာဖြစ်ပါရည်ပြမနာမှာဖွင့်ထားတဲ့ဆိုင်ခွဲကငလင်ကြောင်မလို့တထက်ခွဲဆိုင်လေးကပြိုကျကဝန်ထဲဆက်တရားပိတ်မိကကွယ်လွန်သွားခဲ့ရပါရည်ဝန်ထဲနေကကွယ်လွန်သွားတဲ့ချိန်မှာရဲစကားရတင်းရွှေစင်ရွှေဆိုင်ကတာဝန်ရှိသူတွေဟာဆိုင်တကားကိုပိတ်ချလိုက်တာကြောင့်ဝန်ထဲနေပိတ်မိသွားတယ်ဆိုပြီးတော့တင်းနေထွက်လာတာပါ ဒါကြောင့်မလို့လိအားလုံးကသင်းရွှေစင်ရွှေဆိုင်ကိုသာအပြစ်တွေဝိုင်းအောင်ဖွဲ့ကအပြစ်တင်နေကြတာပါ ပြင်စိုင်းပန်ရှင်ဖြစ်တဲ့ဒေါ်သေသိန်းကချက်ချင်းလူရှိမထွက်တာမို့လို့ရှောင်းနေရလို့စွဆွေးခဲ့ကြပါရီတကယ်တမ်းမှာတော့စိုင်းပန်ရှင်ကငလင်ဖြစ်မဲ့မနေ့ကမှအိန္ဒိယဘက်ကိုဖျားဖို့ထွက်သွားခဲ့တာပါဒါကြောင့်မလို့ငလင်လုတဲ့အချိန်မှာချက်ချင်းပြန်မလာနိုင်ခဲ့ပါဘူးဖျားဖို့ဖွင့်နေသွားလိုက်တာမလို့စိတ်သွားတိုင်းကိုမပါဘဲနဲ့ချက်ချင်းပြန်မလာနိုင်ခဲ့တာပါအခြေအနေတွေကရန်ဆိုးသွားတော့ကပြင်မနာဆိုင်ကဝန်ထမ်းတွေပြိမိနေတယ်လို့သိရနေပြန်လာခဲ့ပါရီဒါပြင်ဆိုင်ထဲမှာဝန်ထမ်းအလုံးပေါင်းအလျှောက်30ကျော်ရှိတာပါဆိုင်မှာရှိတဲ့ဝန်ထမ်းအလုံးကွဲလွန်သွားတာမဟုတ်ဘဲနဲ့ စတိယောက်ကသာကွယ်လွန်သွားရတာပါ ကျနေ15ရောက်ကျော်ကစိုင်းတွင်းနေကနေပြီးတော့ပြေလွတ်ခနိုင်ခဲ့ပါတယ်။ဒါကြောင့်မလို့စိုင်းပိုင်ရှင်တော်သေးသေးကငနေလုတ်ချိန်မှာစိုင်းတကားကိုပိတ်ချလိုက်တာမဟုတ်ကြောင်းဖြေရှင်းလာခဲ့ပါတယ်။တကားကိုမပိတ်ချလိုက်လို့သာကောင်တာမှာထိုင်နေဝင်နေ15ရောက်ကျော်ကလွတ်လာတာဖြစ်တယ်လို့ MNDR ကိုချပြလာခဲ့တာပါ။စိုင်းထဲမှာပြိမိကပါသွားခဲ့တဲ့ဝင်နေ17ရောက်ကစိုင်းရှိကကောင်တာရှိမှာထိုင်နေဝင်နေမဟုတ်ပင်စိုင်းရဲ့နောက်ဖက်မှာရှိကြတဲ့ဝင်ထမ်းဖြစ်ပါတယ်။စိုင်းရဲ့နောက်ဖက်ခန်းထဲမှာတော့ရွှေတွေကိုတင်ဆဲတဲ့မိကန်တတာရှိရပါ။မိကန်တတာမှာရွှေတွေကိုတွင်းထုတ် ုပ်တတ်တဲ့ဝန်ထမ်းတွေအကုန်လုံးကစိုင်ရှိကိုထွက်ချိန်မရလိုက်ဖ ೇನೆ စိုင်နောက်မှာပြီးသွားခဲ့ရတာပါ။စိုင်ကတတက်တိုက်ခွဲသားရှိပေမဲ့လေဘေးမှာရှိနေတဲ့သုံးတက်တိုက်စာအုပ်ကစိုင်ဘော်ကိုပြီးကျသွားခဲ့တာပါ။ဒါကြောင့်မလို့လေဝင်းနေဆက်တရားပြီးကျကတက်ပြီးလိုက်ရတာလို့စိုင်ရှင်ဒေါ်သစ်သိန်းကပြောလာခဲ့ပါရီ။စိုင်ရှင်တရားအနေနဲ့ဝယ်နေရတယ်လို့ဝရဝမကင်းဘူးလို့ခန့်စားရတဲ့တွေ့စိုင်ရှင်ဒေါ်သစ်သိန်းကနှင်းနာစီတွေလည်းပြီးခဲ့ပါသေးတယ်။စိုင်ရှင်ဒေါ်သစ်သိန်းကကွယ်လွန်သွားတဲ့ဝင်းနေတွေတွေ့တမီသားစုကို သိန်း300စီငွေကြေးထောက်ပံ့မယ်လို့ကြေညာခဲ့ပါတယ်။ကြေညာခဲ့တယ်လို့ပြီးခဲ့တဲ့ရက်မှာဝန်ထမ်းတွေရဲ့မိသားစုဝင်တွေဖြစ်တဲ့ EAW တိုင်းကမိသားစုဝင်တွေကိုသိန်း300စီထောက်ပံ့ပေးခဲ့ပါတယ်။သိန်း300ဆိုတဲ့ပမာဏကလူတန်းနဲ့ရှင်လိုက်ရင်ဘာမှမဟုတ်တဲ့ပမာဏဖြစ်နေပေမယ့်သူ့အနေနဲ့ဝန်ထမ်းတွေရဲ့မိသားစုပေါ်မှာပြန်လည်ကြည့်ရှုပေးတာဖြစ်ပါတယ်။မိသားစုဝင်ချို့ကတော့ဝန်ထမ်းတွေကို အဓိကထားမရှာဘဲနဲ့ရွှေဒီကိုသာမရရအောင်ဒူးဖို့နေစေပိုင်းရှင်မိသားစုရဲ့လိုဝေဖန်နေကြစေဖြစ်ပါရည်အများမသိသေးသည့်မန်တရားတွေကိုစပြလာကကွင်လွန်သွားတဲ့ဝင်းနေနေတွေနိနာကြီးရိုကြီးပြလာခဲ့တဲ့အတင်းရွှေစင်းရှင်ရွှေရနာဆိုင်ပေါ်မှာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်အစုံဤကြည့်ရှုအပ်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလေးတဘောဝဘေးအန်ရဲ့ကြီးမှကင်းလို့ကြပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆူတာမီတာစကားလေးလက်ဆောင်ပါလိုက်ပါစေနော် ပရိသတ်တရားချင်းစီတိုင်းနေကိုစိနှလုံးရှင်လဲချက်မြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့စူတာမီတာစကားလေးလက်ဆောင်ပါလိုက်ပြစေရှင်အားလုံးကိုကျေးဇူးထူးတည်ရှိပါတယ်